အဲပေါပေါရှာရှာကိုလေးကြိုက်တယ်လူမြတ်မစားတဲ့ဟာကိုပိုကြိုက်တာဟမ်တချို့ကဆိုရင်ကြည့်ပါလားခုကသူများဒီကြောက်စရာကောင်းတဲ့အကောင်တွေကပိုပြီးအရသာရှိတယ်ဟမ်တချို့ကဆိုပက်ကြီးဆိုရင်ကြောက်ကြတယ်ဒီမှာကြည့်နေတဲ့သူတွေလည်းအကုန်ကြောက်မှာပက်ကြီးဆိုတာနဲ့နေပြီးတော့အမလေးရွှတ်မြေတွေမှာရွှေ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 ပေါ်နေတဲ့အကောင်ဆိုပြီးတော့မစားရကြဘူးမလောက်ပါနဲ့စားကြည့်လဲအရသာတော်ကောင်းတယ်ဘာလို့ဆိုတော့ကြည့်အမြင့်ကိုစားတယ်လို့ပေါ့နော်ကြည့်အမြင့်ကိုဆိုရင်ဝါလိုက်တယ်ဆိုရင်တော်တော်ကြီးထွတ်ထွတ်ထွတ်လေးနဲ့အရသာတော်ကောင်းတယ် မစားဘူးတဲ့သူကတော့ကြောက်မှာစာဂျင်ထက်ကထက်ကစာဂျင်သွားမှာအဲအဲ့ဒါရခိုင်စာလေးပေါ့နော် အဲဟုတ်တယ်ဟုတ်တယ်ပက်ကြီးရကြတော့ဘယ်လိုပြောရမလဲဆိုလူတွေကတော့ဟိုနာမည်နဲ့ယွန်ကြတာပေါ့နော်ဒါပေမဲ့ပက်ကြီးကဘာမှမစားဘူးဟိုတခြားဒီတရဝိုင်တဲ့အကုံတန့်နေသူကရှင်နေမှာမင်းကြီးရရှင်မှာမင်းကြီးရရှင်မဲစားတာဆိုတော့သူ့မှာဘာမှ NDA ဖြစ်စရာလဲဘာမှမရှိဘူးညစ်ပက်တာလဲဘာမှမရှိဘူးဒါရေလေးနဲ့ဘိုက်လေးခွဲပြီးဆေးလိုက်ဆေးလိုက်ပြီရှင်တော့ဟိုကြက်တို့ဝက်တို့တောင်ဝက်စားတို့ဘာလို့စားနေလဲပက်ကြီးကတော်တော်တန့်တန့်တယ်လူတွေကအဲ့နာမည်နဲ့တာတခုအဲ့လိုဖြစ်နေကြတာဖြစ်နေကြပြီးတော့အဲ့ဒီမှာသူမျိုးတွေကလည်း ပက်ကြီးဆိုတာ ਨੇ ယုံကြတယ်ပြောတော့ပက်ကြီးမှာလည်းအမျိုးအစားရှိတယ်စားလို့ရတဲ့ပက်ကြီးရယ်စားလို့မရတဲ့ပက်ကြီးရယ်ရှိတယ်သူကတမန်ပက်ကြီးချွန်ပက်ကြီးပြီးတော့အရာနေပြီးတော့ဟိုကဂျကန်ပက်ကြီးဆိုတာရှိတယ်ဒီဟိုတိကပက်ကြီးကကျွန်တော်တို့ကစားလို့မရဘူးအဲ့ဒီကောင်စားနေဆိုဝမ်းကြတာပေါ့နော်ကျွန်တော်တို့ဒေသမှာအဲ့ဒီမှာဟိုကဓနိခင်းတွေမှာနေပြီးတော့ကနေတဲ့ကောင်စားမစားဘူးကျွန်တော်တို့ဒီလက်မှာကြည့်တဲ့သူတွေကအဲ့ဒီကောင်ထင်ကြတာပက်ကြီးဆိုတာ ਨੇ အမလေးအဲ့ဒီကောင်ကြီးကိုလေးစားကြလားထင်တယ်မဟုတ်ဘူးကျွန်တော်တို့ဒီမှာကျွန်တော်တို့စားတဲ့အကောင်တွေက तू อ่ะ DA ดิ तू อ่ะပေါ့ဒီဟိုอ่ะပင်လေးကန်းစားနာမှာရှိတယ်ရွှတ်မြေထေးမှာပေါ့ तू อ่ะရေကျတော့တဲ့အခါပင်လေးရေကျတော့တဲ့အခါအဲ့ဒီရွှတ်မြေကထွက်လာတဲ့အကောင်တွေပေါ့ तू อ่ะ DA တက်ပြီဆိုရင်ပြန်ပြီးဝင်သွားတာဒီလိုဒီဒီဒဏိခင်းတွေဒီလိုမျက်ပင်တော့မှာတော့နေတဲ့အကောင်မဟုတ်ဘူးဒါဆိုကြည့်ဆွေးတော့မှာပတ်ကြည့်စားမယ်ဆိုရင်ဒီမှာကဟိုอ่ะတန်လိမ်မှာဖွင့်ထားတဲ့ရခိုင်ဆိုင်ကိုလာခဲ့လုံးဝစိတ်သွက်စေရမှာအင်း ဟုတ်ကဲ့ပါမင်္ဂလာပါတာလီစော့ပါတာလီစော့ပါခင်ဗျာဟုတ်အဲကျွန်တော်နာမည်ကတော့ဝေယံဖြိုးပါအာဆိုင်နာမည်ကတော့ရခိုင်ဆိုင်လို့ခေါ်ပါတယ်တန်လင်းတမကောလိပ်မတိုင်အနီးတမကျောင်းလန်းတမဘက်မှာတက္ကသိုလ်သွားတဲ့လမ်းမှာဖွင့်ထားတာပါခင်ဗျာအော်ဟုတ်ကဲ့ပါဒီမှာဒီနီလေးနဲ့ဆိုကျွန်တော်နဲ့ဆိုရင်ယင်းနီတာကြာပြီပေါ့နော်ဒီနီလေးမှာဆိုရင်ဖိုတစ်ခေါက်ကနေပြီးတော့ဒီဟိုဘက်ဆေးုံနားမှာဆေးုံနားလေးမှာတစ်ခေါက်ဖွင့်ခဲ့တယ်အဲ့ဒီခါကျွန်တော်တစ်ခေါက်လာခဲ့တယ်အခုဒီဘက်ကနေပြီးတော့သူကဆန်သေးနဲ့သူကအမညာဘူးဆန်ကြီးဖွင့်တာဆိုတော့ကိုရီးယားလေးနေပြီးတော့ တကူကလာပြီးတက်ရောက်ပြေးတာပေါ့။အော်ဒီဆိုင်ကနေပြီးတော့ကျွန်တော်ဖိုဖိုင်းမှာဆန်ခွင့်ကတိကကျွန်တော်စပြီးတော့မြစ်ခဲ့ပြီ။ဘာလို့ဆိုတော့ကျွန်တော်ရခိုင်ဆိုတာကနေပြီးတော့ဗေနီယာဗေဒေသကိုပဲရောက်ရောက်ကျွန်တော်တို့ကရခိုင်သားတယောက်ရှက်ပြီဆိုတာနဲ့ရခိုင်လက်ရာကတော့ပြောဖို့မလိုဘူး။တက်ရောက်နေပြီးတော့ကျွန်တော်တို့ကရခိုင်သားဖွင့်တယ်ရခိုင်ဆန်ဆိုရခိုင်ဆန်တယ်ဆိုရင်ရခိုင်အရသာရကိုရတယ်။ကျွန်တော်ရခိုင်ပြည်မှာဆိုရင်လည်းကြည့်လိုက်ရခိုင်သားဟုဆိုများခင်းချက်ကိုတက်တယ်။ ရခိုင်သားဟူသမားဟိချက်ပတ်တယ်အမျိုးသားပြည်ရခိုင်ကအမျိုးသမီးတွေမတားချင်မကနိုင်ပါဘူးရခိုင်သားဟူသမားဟိချက်ပတ်တယ်အဲဒါကြောင့်ရခိုင်သားဖို့နဲ့ရခိုင်ဆန်ကလုံးဝလက်ရကောက်မယ်ဆိုတာယုံကြည်လို့ရတယ်ဟုတ်ကဲ့ပါဟုတ်ရခိုင်အရသာအတိုင်းကျွန်တော်တို့အိမ်ချက်လက်ရပါတော့မီနူပေါင်းဒီဘက်ဆိုင်မှာကြာတော့မီနူပေါင်း200ကျော်ရမယ်ခင်ဗျာမီနူပေါင်း200ကျော်ရမယ်ပြီးတော့အာပင်လယ်စာတွေစုံမယ်အခြားရှားပါးတွေလည်းတော်တော်စုံမယ်အဲတောင်းတောင်းမရနိုင်တဲ့ဟိုလေတော်တော်ကျွန်တော်စီမှာစုံသွားပါမယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ခင်ဗျာပထမကကျွန်တော်တို့ကဟိုဘက်မြို့ပတ်လမ်းမှာ အာဆိုင်အသေးပွင့်ခဲ့တယ်ခင်ဗျအဲဆိုင်အသေးနဲ့အကိုပြောသလိုအမရဘူးပေါ့အမရ6လလောက်ပွင့်ခဲ့တယ်ပွင့်ခဲ့ပြီးတော့ ဒီဘက်ကိုဆိုင်ကြီးပြန်ချဲ့တာပါခင်ဗျာဟုတ်ကဲ့အရင်ဆိုင်တဲ့မီနူးကအများကြီးဟိုဟာဖြစ်သွားတာပေါ့နော်မီနူးပေါင်း200ကျော်ဆိုတော့တော်တော်လေးဆုံသွားမယ်ပြီးတော့200ကျော်ဆိုမတွေ့ဘူးနော်ဟုတ်ကဲ့ပြီးတော့ထမင်းဟင်းတွေလည်းကျွန်တော်တို့ကနေစဉ်ရမယ်ထမင်းဟိုဘက်မှာဆိုလို့ရှိရင်တော့ဒါနောက်ကချက်တာများတာပေါ့နော်အခုကတော့မဟုတ် ready made တခါလေထမင်းထမင်းဆိုင်လိုမျိုးလည်းပါမယ်ပြီးတော့အကင်တွေလည်းပါမယ်ပြီးတော့မုတ်တီလည်းပါမယ်ပြီးတော့နောက်ခွေးရအဲ့လိုမျိုးဟိုကစ်ချင်ကဟာတွေလည်းတော်တော်ဆုံသွားပါမယ်ဟုတ်ကဲ့အာကျွန်တော်တို့ရခိုင်အစားအစာတွေကျွန်တော်မြန်မာလူမျိုးတွေကြိုက်တယ်ဆိုတာက ရခိုင်စားအစစအစစမှာကပေါ့နော်နံပါတ်တကစီမသုံးဘူးကျွန်တော်ဒီဘက်ကမြန်မာစားတွေဆိုတာနဲ့စီတယ်သုံးတယ်စီတယ်သုံးတယ်ဆိုလူတွေအတွက်နေပြီးတော့စိုးကျွများတယ်ကျွန်တော်ရခိုင်စားမှာကြည့်လိုက်ဟင်းဘက်ချက်ဆဲ ဘာပဲလှုပ်လို့ကျွန်တော်တို့ဆီလုံးကမတုံဘူးငေါသွားပတ်ဖျားကြီးပေါက်ပေါက်တုံးတယ်ပြီးတော့ငေါကောင်းစစ်တန်ဖြိုးတုံးတယ်အဲ့ဒီအတွက်နေပြီးတော့ကြက်မာရည်နဲ့ညီညွတ်တယ်ဒါကြောင့်နေပြီးတော့ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေပို့ပြီးတော့စောက်ကြတာပေါ့နော်ဟုတ်ကဲ့မြောက်သွားပြီဘေးနေရာပြည်သားကိုပဲရောက်ရောက်ရခိုင်ဆန်တွေကိုကြည့်လိုက်မြောက်သွားပြီလူတွေကချစ်ကြတယ်ချစ်ကြတယ်မြောက်သွားပြီအာကျွန်တော်ပေါ့ဒီသမင်းဆိုရင်ကျွန်တော်တို့ငေးလေးတွေကချက်နေတာကျွန်တော်တို့ကျွန်တော်တို့မှဆိုရင်လေမိသားစုကရှောက်ရောက်ရှိတာ ချက်ရောက်ရှိရဆိုရင်ကျွန်တော်တို့တော်တော့အိမ်မှာအကုန်လုံးတက်တယ်။ဘာလို့ဆိုကျွန်တော်တို့အိမ်မှာကသမင်းချက်မယ်ဆိုတော့တယောက်တည်းချက်ရတာ။အင်းကျွန်တော်တို့အိမ်မှာသမင်းချက်စရာပူစရာမလိုဘူး။တယောက်မဟုတ်တယောက်ချက်တယ်။ဒါကြောင့်ကျွန်တော်တို့ကနေပြီးတော့ရွာကလူတွေဆိုတော့ပို့ပြီးတော့ကျွန်းတယ်။ဒါကြောင့်နေပြီးတော့ကျွန်တော်တို့ဖုတ်ပလော့ကလုပ်လိုက်တာ။ဘာလို့ကုတေသားမရခိုင်စာတွေပေါ့နေအာရခိုင်စာတွေကိုစိုင်းစိုင်းနဲ့နေပြီးတော့ကျွန်တော်လေးအော်ကေဖုတ်ပလော်ကလုပ်ငန်းကိုဝေမေဆိုပြီးတော့ဂျွန်းထိုးပြီးတော့ဝင်လိုက်တာပေါ့နော်အာပေါ့ပေါ့ရှာရှာကိုလေးတိုက်တယ်လူမျက်မစားတဲ့ဟာကိုပိုချိုက်တာဟမ်တချို့ကဆိုရင်ကြည့်ပါလားခုက သူများဒီကြောက်စရာကောင်းတဲ့အကောင်တွေကပို့ပြီးအားသာရှိတယ်ဟမ်တချို့ကဆိုပက်ကြီးဆိုရင်ကြောက်ကြတယ်ဒီမှာတိတိတဲ့သူတွေလည်းအကုန်ကြောက်မှာပက်ကြီးဆိုတာနဲ့နေပြီးတော့အမလေးရွှတ်မြေတွေမှာရွှေ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 ပေါ်နေတဲ့အကောင်ဆိုပြီးတော့မစားရကြဘူးမလောက်ပါနဲ့စားကြည့်လိုက်အားသာတော်တော်ကောင်းတယ်ဘာလို့ဆိုတော့တိအမြင့်ကိုစားတယ်လို့ပေါ့နော်တိအမြင့်ကိုဆိုရင်ဝါလိုက်တယ်ဆိုရင်တော်တော်ကြီးထွတ်ထွတ်ထွတ်လေးနဲ့လည်းအားသာတော်ကောင်းတယ်မစားဘူးတဲ့သူကတော့ကြောက်မှာစားကြည့်ထက်ကထက်ကစားကျင်သွားမှာအဲအဲ့ဒါရခိုင်စားလေးပေါ့နော် အဲဟုတ်တယ်ဟုတ်တယ်ပတိရကြတော့ဘယ်လိုပြောရမလဲဆိုလူတွေကတော့ဟိုနာမည်နဲ့ယွန်ကြတာပေါ့နော်ဒါပေမဲ့ပတိရဘာမှမစားဘူးမစားဘူးတခြားဒီတရဝိုင်တဲ့အကုံတက်နေသူကရှင်နေမှာပဲနေရရှင်မှာပဲနေရရှင်မဲစားတာဆိုတော့သူ့မှာဘာမှ NDA ဖြစ်စရာလဲဘာမှမရှိဘူးညစ်ပက်တာလဲဘာမှမရှိဘူးဒါရေလေးနဲ့ဘိုက်လေးခွဲပြီးဆေးလိုက်ဆေးလိုက်နေတယ်ရှင်တော့ဟိုကကြက်တို့ဝက်တို့တောင်ဝက်စာတို့ဘာလို့စားသေးလဲပတိရတော်တော်တန်တယ်တန်တယ်လူတွေကအဲ့နာမည်နဲ့သာတခုအဲ့လိုဖြစ်နေကြတာဖြစ်နေကြပြီးတော့အဲ့ဒီမှာသူမျိုးတွေကလေပတိဆိုတာနဲ့ယွန်ကြတယ် ကျွန်တော်တို့ပက်ကြီးမှာလည်းအမျိုးအစားရှိတယ်စားလို့ရတဲ့ပက်ကြီးရယ်စားလို့မရတဲ့ပက်ကြီးရယ်ရှိတယ်သူကတမန်ပက်ကြီးချွန်ပက်ကြီးပြီးတော့အရာနေပြီးတော့ဟိုကဂျကန်ပက်ကြီးဆိုတာရှိတယ်ဒီဟိုတိကပက်ကြီးကကျွန်တော်တို့ဒီသားမစားလို့မရဘူးအဲ့ဒီကောင်စားနေဆိုဝမ်းကြတာပေါ့နော်ကျွန်တော်ဒီသားမှာအဲ့ဒီမှာဟိုကဒနိခင်းတွေမှာနေပြီးတော့ကတ်နေတဲ့ကောင်စီမစားဘူးကျွန်တော်တို့ဒီလက်မှာကြည့်တဲ့သူတွေအဲ့ဒီကောင်ထင်ကြတာပက်ကြီးဆိုတာနဲ့အမလေးအဲ့ဒီကောင်ကြီးကိုလေးစားကြလားထင်တယ်မဟုတ်ဘူးကျွန်တော်တို့ဒီမှာကျွန်တော်တို့စားတဲ့အကောင်တွေက ။ तू อ่ะဒီအဲ့ဒီ तू อ่ะပေါ့ဒီဟိုอ่ะပိန်လေးကန်းစားနာမှာရှိတယ်။ရွှတ်မြေထဲမှာပေါ့ तू อ่ะရေကျသွားတဲ့အခါပိန်လေးရေကျသွားတဲ့အခါအဲ့ဒီရွှတ်မြေကထွက်လာတဲ့အကောင်တွေပေါ့။ तू อ่ะဒီရေတက်ပြီဆိုရင်ပြန်ပြီးဝင်သွားတာ။ဒီလိုဒီဒီဒဏ္ဍိခင်းတွေဒီလိုမျက်ပင်တော့မှာတော့လည်းအကောင်မဟုတ်ဘူး။ဒါဆိုကြည့်ဆွေးသွားမှာ။ပတ်ကြည့်စားမယ်ဆိုရင်ဒီမှာကဟိုဟာတန်လိမ်မှာဖွင့်ထားတဲ့ရခိုင်ဆိုင်ကိုလာခဲ့လုံးဝစိတ်သွက်စေရမှာအဲအာရှိတယ်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  ဒါပေမဲ့ကျွန်တော်တို့ကနေပြီးတော့ကျွန်တော်ရိုက်တဲ့ဘလော့တွေကများသောအားဖြင့်ကကိုယ့်ရခိုင်အစားအသောက်တွေများတယ်ဒါပေမဲ့အဲ့ဒီအခြေကကိုရှက်တဲ့ဟာဆိုတော့မကောင်းတယ်ဆိုတာတိတ်မရှိဘူးပေါ့ဒါပေမဲ့တချို့ဆိုင်တွေမှာသွားစားတာလည်းရှိတယ်ဒါပေမဲ့မကောင်းရင်လည်းစားလိုက်ရတာလည်းရှိတာပေါ့နော်ကိုရှက်တာမဟုတ်တော့အမမခံရဘူးပေါ့နော်ဒါလည်းရှိတယ်ဒါပေမဲ့ကိုရှက်တဲ့ဟာကလုံးဝတရားရကနုံစိတ်ရှာအဲ ကျွန်တော်ဒီဆိုင်မလေးစားကြည့်ပါလေအခုလေးစားခဲ့တယ်အခုစသူတို့မှငရုတ်သူကြိုက်ပါလေငရုတ်သူကြိုက်ကတကယ်တကယ်ရခိုင်တစ်အရသာကိုရတယ်ပြီးတော့အရာဒီဖက်မှာကျွန်တော်ရခိုင်ဒေသမှာစားတယ်ဟိုပါလေဒီခုနမုံလာဦးလျှောက်ကိုနေပြီးတော့သူကရခိုင်ချက်ချက်ထားတယ်တော်တော်ကောင်းတယ်ကျွန်တော်တော်တော်စားခဲ့သေးတာဒါကြောင့်ခင်းတစ်မျိုးပဲစားခဲ့တာတခြားဟာတွေဆိုကျွန်တော်မမြင်ကြည့်ရသေးဘူးဟိုဘက်ဆက်မှာမြည်ဘူးတယ်အရသာရှိပဲ ီးတော့သူတို့ page မှာတင်ထားတဲ့ဟာဆိုရင်လေမြင်ပြီးတော့တရေကြနေတာဩမာမာကလေးဝူလုံးလို့တကူတူကဝူလုံးလို့မပါတော့ပါဘူးအဲ့ဒါကြောင့်ပါလာခဲ့ပါစားကြည့်ပါဆွေးသွားပါအော်ကျွန်တော်ရခိုင်ဟိတ်မှာဆိုကျွန်တော်တို့ကျွန်တော်ရှက်ဖို့တက်ဆုံးကဟိုပါဘက်တောက်ဆိုင်အာကျက်တောက်ဆိုင်မှာနေပြီးတော့ဒီကလူတွေမှာဆိုရင်ဟိုပါအာဟိုပါရခိုင်ရဲ့အာဘူးရက်မထည့်ဘူးကျွန်တော်ရခိုင်ကျက်တောက်ဆိုင်မှာအာဘူးရက်ထည့်တယ်လုံးဝကိုရွှေကောင်းတာတခါဆော့လိုက်ပြန်ပြီးဆော့ချင်အောင်ပါ ကျင့်နေတဲ့သူတွေ့တယ်ဆိုရင်ပြောရှက်ပြင်မယ်လက်မတွေ့ခေါ်ကျတော့ဆက်ဆက်ချက်ဒီတိုင်းဟုတ်လားအဲအဲ့လိုအဲ့လိုကျတော့ဆက်ကျွန်တော်တို့ဆိုင်မှာလည်းအာဘူးရွက်နဲ့ပူရတယ်နော်ဒီမှာတော့ signature ပေါ့အဲကျွန်တော်တို့ဆိုင်မှာတော့ကြက်တော့ဆန်ပေါက်တယ်ပြီးတော့ပင်လေသာအစုံပဲပေါက်တယ်ပင်လေသာအစုံပဲကိုကျွန်တော်တို့ကဟိုလိုတို့စားတဲ့အာမျိုးမဟုတ်ဘူးချင်းဆက် ချင်းဆက်ကိုရခိုင်လုံးချက်ထားတာဆိုတော့အဲ့လိုမျိုးအဲ့ပင်းလင်းစာစုံပန်းပေါက်တယ်ပြီးတော့ချက်တော့ဆန်းကတော့အယောင်အောင်ဆုံးပြန်အောင်ဆုံးရခိုင်ရတာစစ်ပဲရောင်းမယ်ဟုတ်ကဲ့ပါအဲဒီချိန်မှာတော့ကုန်ချင်းရတော့ရခိုင်ရတော့ပေးရမယ်ကျွန်တော်တို့ဒီလက်လက်မိတဲ့ပင်လေကန်းရိုးတဲ့ရှိတဲ့ဒေသတွေအေယာဝတီတို့ပသိန်တို့အဲ့လိုအဲ့လိုမျိုးပေါ့နော်ဒီဟိုမိတ်ဖက်တို့အဲ့လိုမှားတာပေါ့အာဘလော့ကလုံးကပြောနေပါပြီအတိကစနေရလို့ပြောနေတာမစောရရင်မပြောဘူးရောက်တဲ့နေရာမှာကျွန်တော်ကစားမယ်ပြီးအဲ့ဒီမှာကျွန်တော်ကိုထမင်းကျွေးဖို့တော့ဟိုဟာပေါ့ထမင်းဖိတ်ကျွေးတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့ကိုရီးယားကတော့အော်ရင်းနှီးနဲ့သွားတာ ူတို့ကကိုလာတယ်ဆိုရင်လေအမလေးကိုစားမှာကိုကြောက်နေကြတယ်။ငါချက်တာကောင်းပါမလားဆိုပြီးစိတ်ထင်းမှာတွေးတယ်။ကျွန်တော်တို့အဲ့လိုမဟုတ်ဘူး။ဒီကတရားလို့ကြောက်ရင်းနှီးဖို့ပဲလို့လား။လာပဲဘယ်နေရာပဲခေါ်ခေါ်သွားစားတာပဲလို့။ဟုတ်ကဲ့အခုကဆိုဖုတ်ပလော်ကညလာတယ်။ဒါကကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေအတွက်ကောင်းတဲ့အချက်ပါ။အထူးကနေပြီးတော့လူထက်မှာကိုယ်ဝါသနာရှိတယ်။ကျွန်တော်တို့ဖုတ်ပလော်ကကျွန်တော်တရားလေးလောက်ရမယ်ဆိုပြီးတော့ ုံစံသားမှလုပ်မရဘူးကျောလူငွေနဲ့လူငွေနဲ့မှာကို့ဝါသနာကို့ဗီဇာကို့အရေးရှိဆိုတာရှိတယ်အခုဆိုရင် ဖုတ်ဘလော့ကလည်းအများကြီးပေါ်လာတယ်သူတို့မှလည်းသူတို့အရေးရှိကိုရှာပြကြတယ်အခုဆိုရင်တချို့လူတွေကအရေးခိတွေကဆိုရင်သူများအစီမှာအလုတ်လုံးမှဝင်ငွေရတယ်ထင်နေကြတယ်အခုကနေပြီးတော့ဖုတ်ဘလော့ကလုံလုံးပြီးတော့နေပြီးတော့ငွေရှာလို့ရတယ်ကျောအခုဆိုဆိုအခုဆိုရှယ်မီဒီယာမှာဆိုရင် Facebook ကငွေရှာလို့ရတယ် TikTok ကဗီဒီယိုတင်လို့ငွေရှာလို့ရတယ် YouTube ကတင်လို့ငွေရှာလို့ရတယ် ငွေချလို့ရတဲ့အခါအခုရှင်ကနေပြီးတော့ဘလော့ကတွေအများကြီးပေါ်လာတယ်ဒါပေမဲ့သူတို့ကတော့ကျွန်တော်လေးစားတယ်သူတို့မှလည်းသူတို့ဝင်ငွေအတွက်နေပြီးတော့သူတို့ကြိုးစားနေကြတာလောက်ကြပါအတိအကျကိုယ်ဝါနာကိုပဲကိုလို့သူများအောင်မြင်တယ်ဆိုပြီးတော့နောက်ကလိုက်ပြီးမလုပ်ပါနဲ့အဲ့ဒါကကြဆမှုဘက်ကိုမရပါနဲ့အခုစကျွန်တော်တို့မြန်မာနိုင်ငံမှာဘလော့ကအများကြီးကြိုးစားဝမ်းသာတယ်ကျွန်တော်အားပေးပါတယ်ဟုတ်ကဲ့ပါအာဟုတ်ကဲ့ပါဟုတ်ကျွန်တော်တန်လင်းရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့ပေါ့နော်တန်လင်းမြို့ရဲ့ကောလိပ်မှတ်တိုင်မှာ ်တမအကြောင်းလမ်းဆိုပြီးရှိပါတယ်ခင်ဗျလမ်းတိတ်မှာတော့တတနာပိတ်မှန်ကြီးတခုရှိတယ်အဲ့ဘေးကလမ်းကဝင်လာလို့ရှိရင်အဲကျွန်တော်တို့ရခိုင်ဆိုင်ကိုရောက်ပါလိမ့်မယ်ရခိုင်ဆိုင်လမ်းမပေါ်မှာပါခင်ဗျအဲရခိုင်ဆိုင်စစ်စစ်ကိုစားကျင်တဲ့လူတွေဆိုရင်တော့ကျွန်တော်တို့ဆိုင်ကိုလာစားဖို့အတွက်ဖိတ်ခေါ်ပါတယ်ပြီးတော့ထမင်းင်းတွေလည်းအစုံရပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါတန်လင်းကိုရောက်ရင်ဒီဇိုင်းလေးမှာလာရောက်စားစားပြီးတော့အပေးဖို့ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျဟုတ်ကျွန်တော်ဖုန်းနံပါတ်ကတော့6900 380ပါခင်ဗျာဟုတ်အဲဂျိုကင်း ချုပ်တင်ပြီးတော့ဟင်းပွဲတွေကိုမှားထားခြင်းလည်းရပါတယ်ခင်ဗျာဟုတ်ပိတ်ရဲ့ကျွန်တော်ပိတ်ရဲ့မရှိပါဘူးခင်ဗျာဟုတ်ပိတ်ရဲ့မရှိပါဘူးတောက်လျှောက်ဖွင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်